မင်္ဂလာပါကလေးတို့ရေဒီနေ့ဖပြမဲ့ပုံမြင်လေးကတော့နေဖြစ်ချင်တော်သူဟိုးတခါတော့ငါဂရင်းနီလို့ခေါ်တဲ့ခွေးလေးတစ်ကောင်ရှိတယ်သူဟာတခြားခွေးတွေအားလုံးထက်အဆဆရရတာလုံးနေလို့သူ့ကိုယ်သူအထင်ကြီးနေတဲ့သူဖြစ်တာပေါ့ ွေးလေးဟာနေကြီးကိုမော်မော်ကြည့်ပြီးအမြဲလိုလိုစဉ်းစားကန်းဝင်နေ။အွေရောက်လာတဲ့အချိန်ထိနေ့စဉ်နေ့တိုင်းနေကြီးကိုမော်မော်ကြည့်တယ်။နေကြီးကိုငေးမော်ရင်သူဟာအတွင်းနဲ့ချဲ့နေတာပေါ့။ခွေးလေးကရင်နီဟာဒီလိုတွေးရမှများပြီးသူ့ဘဝသူတောင်မိရော့ပြီးနေတာပေါ့။ အချောင်းခွေးတွေကသူ့ကိုကြီးပြီးတန့်တော်ဖြစ်နေကြတယ်။ဂရနီယေနေကိုဘာဖြစ်လို့ဒီလောက်ကြည်နေရတာလဲ။ဒီလိုမင်းတော့ခွေးလင်းဂရနီယာဖြစ်တယ်။ကျွန်တော်နေဖြစ်ချင်လို့ပါ။ကျွန်တော်နေဖြစ်သွားပြီးနေကြီးကခွေးဖြစ်လာရင်ဘယ်လောက်ကောင်းမလဲ။ဒီလိုပြောတော့ခွေးအုပ်ကြီးတကောင်က နေဆိုတာငါတို့အားလုံးအပေါ်စိတ်ကောင်းထားတာကွ။သူကငါတို့အပေါ်ညီညီမျှမျှချစ်ချင်နနာနဲ့အလင်းအောင်ထွန်းတောက်ပေးတယ်။ဒီတော့မင်းတို့ကောင်းကဘလို့လောက်ပြီးနေဖြစ်ချင်လို့ရမှာလဲ။အလင်းအောင်ဘလို့ထွန်းတောက်ရမလဲဆိုတာတော့မင်းသိတာမှမဟုတ်တာ။ဒီတော့ခွေးလင်းဂရင်းဒီက"အိုးကျွန်တော်ကသူ့ထက်တောင်အလင်းအောင်ပေးနိုင်သေးတယ်" ကျွန်တော်သာနေဖြစ်လို့ကတော့အခုလက်ရှိနေမင်းထက်ထွန်းတောက်တဲ့အလင်းရောင်ကိုပေးမယ်ဒီလိုဆိုတာပေါ့ပြီးတော့သူဟာနေကြီးကိုမော့ကြည့်ပြီးလှမ်းအောင်ပြောလိုက်တယ်နေကြီးရဲ့နေမင်းကြီးကျွန်တော်ပြောတာကြားရဲ့လားအောက်ဆင်းလာပြီးခွေဖြစ်နေကျွန်တော်နေရယူပါလားပြီးတော့ကျွန်တော်နေမင်းကြီးလောက်မယ်လေ ဒီချိန်ကနေ့လယ်ပိုင်းအချိန်ဖြစ်တာပေါ့နေမင်းကြီးဟာမိုးကောင်းကင်ကနေတဖြည်းဖြည်းဆင်းသက်လာနေတယ်သူ့ရဲ့အလင်းရောင်ဟာနီရွှေရောင်တောက်ပနေပြီးကဘာပေါ်ရှိတတဝအားလုံးပေါ်ရောင်ကြီးတွေထုတ်ပေးလျက်ရှိတာပေါ့နေကြီးဟာဂရင်းနီကိုဟေးခွေးနေဂရင်းနီတင်ပြောတာကြားပါတယ်တင်လို့ရှိတာဘာများပါလဲ နေမင်းကြီးကဒီလိုမေးလိုက်တယ်ကျွန်တော်နေမင်းကြီးဖြစ်ချင်တယ်ဒါကြောင့်နေမင်းကြီးကကျွန်တော်ကိုဦးစားခွေးဘွားကိုယူစီချင်ပါတယ်ရှူတာကတော့ဟုတ်ပါပြီဒါပေမဲ့ကမာကြီးကိုထွန်းလင်းတော့ပါဖို့နေကလည်းလိုတယ်ကွနေကြီးကစပြောပြန်နေခွေးလင်းကုရင်နီ ကျုပ်ပြောတာတစိမ့်လားနားထောင်ပါအောင်ကျုပ်ရဲ့တောင်ဝင်ကကဘာမြေကြီးထွန်းလင်းတောက်ပအာလုပ်ပေးရတဲ့တောင်ဝင်ပါပြီးတော့တဘာဝတရားအရာကျုပ်ဟာနေပါမင်းဟာလည်းတဘာဝတရားအရာခွေးတကောင်ပါမင်းတောင်ဝင်ဟာခွေးကောင်လေးတကောင်ဖြစ်ဖို့ပဲမဟုတ်လားကိုတောင်ဝင်ကိုကိုကြည်ပွန်အောင်ထမ်းဆောင်ကြမယ်ဆိုရင်တို့နှစ်ဦးလုံးပြုတ်ရှင်ကြမှာပဲကွယ် ဲ့ကြောက်တိပါတယ်ဗျာတကယ်တော့ကဘာကြီးကိုထွန်းလင်းတောက်ပနိုင်အောင်ဘသူမဆိုလုံလုံရတာပေါ့အကယ်၍ကျွန်တော်သာနေဖြစ်မယ်ဆိုရင်ကျွန်တော်အကောင်းဆုံးနှုတ်ပေးနိုင်တယ်ဒါကြောင့်ကျွန်တော်ကိုနေဖြစ်ခွင့်ပေးပါနေကြီးဟာအလေးနဲ့စဉ်းစားလိုက်တယ်အလေးနဲ့စဉ်းစားရင်ခဏခဏတိုက်စိတ်သွားတယ် ုံတော့နေကြီးကပြောတယ်။ဒါဆိုလည်းကောင်းပြီလေ။ကဲအခုချိန်ကစားပြီးမင်းကနေကြီးဖြစ်ပါပြီ။ကျုပ်ဟာလည်းမင်းကိုစားခွေးတကောင် ဖြစ်ခံယူလိုက်ပါမယ်။နေကြီးကဒီလိုဆိုလိုက်တာပေါ့။ခရင်နီဟာနေဖြစ်သွားတာပေါ့လေ။သူဟာတည့်တောင်ဝင်ကိုကြည့်ဖို့စွာထွန်းလင်းတောက်ပပေးတယ်။ သူဟာကဘာကြီးပေါ်တရားနီလန်းကြစွာဆောင်ရွက်မယ်လို့လည်းဆုံးဖြတ်ထားတယ်။ဒါကြောင့်သူဟာဖြစ်စီပြစ်တင်တယ်လို့ယူဆတဲ့ဘသူအပေါ်မဆိုဘယ်အရာပေါ်မဆိုမညာမတနေကိုအပူတစ်ပြင်းပူပြစ်လိုက်တယ်။သူရဲ့ရက်ဆက်ကြမ်းကြုတ်တဲ့ရောင်ခြည်တို့ဟာလူအများပြန်သိဆုံးကြကုန်တာပေါ့။ ဒါပေမဲ့သူကတော့မကောင်းဆိုးွားတွေယောဂပိုးမွားတွေကိုဖြစ်စည်းနိုင်နေတာလို့ဆိုပြီးသူ့ကိုယ်သူကျဉ်းနှက်နေတာပေါ့တိတ်မကြခင်မှာပဲတတဝါအလုံးဟာအပူဒဏ်ကိုအလူးလဲခံကြရတော့တယ်လူတွေရောတလိတ်ဆန်နေရောနေမင်းကြီးရဲ့ကြောက်မခန်းလေးလေးအပူရှိန်ကိုကာကွယ်ဖို့တွင်းနေတူပြီးနေကြတယ် ူတွေနဲ့တလိစင်တွေဟာခွေးတစ်ဖြင်လဲနေထံကိုသွားပြီးစိတ်ဆိုးမှန်ဆိုးနဲ့အော်ဟစ်ပြောကြတယ်အခုလိုဖြစ်ရတာခမားအဖြစ်ပဲခမားဟာကိုတောင်ဝင်းကိုကိုမထမ်းဆောင်မယ်ကိုနေအောင်ခွေးကိုပေးတာကိုအခုတော့နေကအရန်ကိုပူပစ်လိုက်တော့ကျောက်တို့မှာတည်တဲ့လူကတည် မတည်ပဲကြံတဲ့လူတွေကပျော့စိတ်တွေလိုနေနေရပြီ။ ဒီတော့နေမင်းကြီးကမေးတာပေါ့ခင်ဗျားကတော့အချင်းနေကောင်းတယ်လို့ထင်မှာပဲဒါပေမဲ့မကောင်းပါဘူးတမဲပစ္စည်းတွေကပူတယ်လောင်တယ်အော်နေပြီမဲ့တတတတာနေရတာမှမဟုတ်တာကျောက်တို့အားလုံးစိုးရင်ကြောင်ကြနေရပြီဗျကျောက်တို့ရဲ့ဘဝရက်တိရှင်တန်ရေးဟာအခုမလွယ်တော့ဘူးအနေကိုကြောင်းလို့ တွင်နေပဲအောင်းနေရတယ်အခုဆိုဘသူမှ ပြောင်းတော့မပြောင်းနိုင်တော့ဘူးဗျသိရဲ့လားတီးခန့်ကြပါအောင်ခမညာပျော်ရွှင်မှုဆိုတာစိတ်ထားတက်တဲ့အပေါ်မူတည်ပါတယ်တဘာဝတရားကြီးဟာအရာရာကိုဖေးမပါလိုက်မယ်ကျွန်တော်ပြောတာကိုယုံပါနောက်ဆုံးကြတော့အခြေအနေတွေအားလုံးကောင်းသွားပါလိမ့်မယ်ဘဝရဲ့တစ္ဆာတရားပေါ် ယုံကြည်အားထားတဲ့ဆိုရင်ခမားတို့စိတ်ချမ်းသာပါလိမ့်မယ်အခုပဲကောင်းကင်မှာဘာတွေဖြစ်နေလဲဆိုတာမော်ကြည့်လိုက်စမ်းပါခွေးကဒီလိုပြောတာပေါ့အလုံးဟာကောင်းကင်ကို မော်ကြည့်လိုက်တဲ့အခါအလွန်တရာကြီးမားထုထဲလာတဲ့တိမ်တိုက်ကြီးကို တွေ့မြင်လိုက်တယ်အလုံးအလုံးကြီးမားထုထဲတဲ့တိမ်တိုက်ကြီးဟာ နေနေကမ္ဘာကြားကိုရိလျာလာပြီးကမ္ဘာပေါ်ကိုနေအောင်ချီထိုးလို့မရအောင်ကာကွယ်ပေးထားသလိုဖြစ်နေတာပေါ့ခွေးကုရင်နေအဖြစ်တစ်ဖြစ်လဲနေကအလုံးစိုက်ဆိုပြီးကမ္ဘာကိုလှမ်းအောင်လိုက်တယ်နေကြီးနေမင်းကြီးခမရဘယ်ရောက်နေတာလဲဒီနေရာကိုပြင်လာပါ နေရဲ့ဘဝကိုအရင်တိုင်းပဲခဏပြန်ယူပါကျောက်အခုနေမဖြစ်ချင်တော့ဘူးကျောက်လေးအခုတိမ်လိုက်ပဲဖြစ်ချင်တော့တယ်လလုံးစေနေရဲ့နေရာကိုယူတာတဲ့ခွေးလေးခရင်နေရာလှမ်းအော်တာပေါ့ဒီတော့နေမင်းကြီးကလည်းကောင်းပြီလေဆိုပြီးနေအောင်ချီတွေဖြာပြီးခါတိုင်းလိုကောင်းကင်ဘော်ကိုတက်သွားတယ် တင်တိမ်တိုက်ဖြစ်ပါစေတည်းနေမင်းကြီးကဒီလိုဆုတောင်းပေးလိုက်တာနဲ့ခွေးကလေးကလင်ဒီဟာကြီးမားထုထဲတဲ့တိမ်တိုက်ကြီးဖြစ်သွားတယ်နေနဲ့ကဘာသားကတိမ်တိုက်ကြီးဟာကစင်းနေတာကြောင့်နေဟာကဘာပေါ်ကိုအလင်းအောင်မပေးနိုင်ဘူးဒါကြောင့်တလောကလုံးမှောင်မဲနေတော့တယ်ဒီတော့လူနဲ့ တလိတ်ဆက်နေဒုက္ခရကြပြန်ပြီနေမင်းကြီးကိုအော်ပြောကြပြန်ပြီနေမင်းကြီးရေနေမင်းကြီးဒါခမအပြစ်ပဲခုတော့ဘလို့လောက်ကြောက်မာတော့လူတွေကဒီလိုလှမ်းအောင်လိုက်တာပေါ့ဒီချိန်မှာပဲရုတ်တရက်လေပြင်းတစ်ခုဟာကောင်းငင်တစ်ခွင်ကိုတိုက်ခတ်လိုက်တယ်လေတိုက်ခတ်လိုက်တာနဲ့တပြိုင်နက် လေဟာအလွန်ပြင်းထန်လာတာကြောင့်တိမ်တိုက်ကြီးဟာအစိတ်စိတ်မမွာကွဲပြီးသစစီလွင့်ထွက်သွားတယ်။ဒီတော့တိမ်တိုက်ဖြစ်နေတဲ့ခွေးကလေးဂရင်းဒီကလှမ်းအောင်ပြန်နေ။နေမင်းကြီးရဲ့ကျွန်တော်တိမ်တိုက်မဖြစ်ချင်တော့ဘူး။ကျွန်တော်လေးလေပဲဖြစ်ချင်တော့တယ်။ကျွန်တော်ကိုလေဖြစ်အောင်လုပ်ပေးပါ။ကောင်းပြီဂရင်းဒီ။အတင်လေမင်း ဖြစ်စေသည်။နေမင်းကြီးဟာဂရင်းဒီကိုလေဖြစ်အောင်ဖန်ဆင်းပေးလိုက်တာပေါ့။ခွေးလေးဂရင်းဒီကလည်းလေမင်းဖြစ်သွားတော့စွမ်းအားကုန်တိုက်တော့တာပေါ့။ဘသူမှသူ့တိုက်ခိုက်မှုတံကိုမခံနိုင်ကြဘူး။ သူဟာသူ့ရှေ့မှာရှိရှိသမျှအရာဝတ္ထုအလုံးကိုအစိတ်စိတ်မမွာကွဲအောင်တစားစီဖြစ်အောင်နှံ့ထွက်သွားအောင်တိုက်ခဲရင်ရက်အတန်ကြာထိသူဟာပျော်ပွေ့နေတယ်။ဒါပေမဲ့တနေ့မှာတော့သူဘလောက်ပဲတိုက်ခဲတိုက်ခဲလုံးဝကိုတောက်ခဲနေတဲ့အရာတစ်ခုကိုသူတွေးလိုက်ရတယ်။အဲ့ဒီအရာကတော့တခြားမဟုတ်ဘူးကွ။ချတောင်ဘူတစ်ခုဖြစ်နေပါတော့တယ်။ ဒီတော့ဂရင်းနီဟာနေမင်းကြီးကိုပူဇော်ပြန်နေနေမင်းကြီးရေကျွန်တော်တိမ်တိုင်းမဖြစ်ချင်တော့ဘူးအခုလေကျွန်တော်ခြတောင်ဖို့ဖြစ်ချင်တယ်ကောင်းပြီတင်ခြတောင်ဖို့ဖြစ်စေဒီလိုနေဂရင်းနီဟာခြတောင်ဖို့ဖြစ်လာပြန်နေသူဟာခြတောင်ဖို့ဖြစ်တော့သူ့ကိုယ်သူအလွန်တမာတောက်တင်းနေလို့ခံယူပြီးသဘောကျနေတာပေါ့ ါပေမဲ့တနေ့တော့ကျွဲတကောင်ဟာချတ်တောင်ဖို့အပေါ်ကိုကြော်ဖြတ်ပြေးလွားရင်ကျွဲရဲ့ခွာရင်းနဲ့ပေါင်မီပြီးချတ်တောင်ဖို့ဟာကွဲချီမြေမောက်များအဖြစ်ကို ပြောင်းလဲသွားပါတော့တယ်ทีรอกรีนีก็ออเปียมายอနေမင်းကြီးရေชาตองโบလည်းမဖြစ်ချင်တော့ပါဘူးชาตองโบကိုအနိုင်ရတဲ့ကျွဲကြီးပဲဖြစ်ချင်တော့တယ် ကျွန်တော်ကြွေးဘွားကိုလိုချင်နေကျွန်တော်ဖြစ်ချင်တာဖန်ဆင်းပေးပါအောင်ဒီလိုတောင်းဆိုပြန်တာဗောကောင်းပြီတင်ကြဲတကောင်ဖြစ်ပါစေတည်းနေမင်းကြီးကဆုတောင်းပေးလိုက်တယ်ဒီတော့ကြွေးဟာရှောက်ပြင်းရင်မြင်မြင်သမျှချောက်တောင်ဖို့တွေကိုလိုက်လံဖြည့်ဆည်းနေတာဗော့ ချတောင်ဘိုးတွေကိုဖျက်ဆီးပြီးပျောက်ရွှင်ကျဉ်နဲ့နေပြန်နေ။တနေ့မှာတော့လယ်သမားကြီးတဦးရဲ့သားကကျွဲကိုမြင်တာပေါ့။ဒါကြောင့်ကျွဲကိုကျိုးခွင်းပစ်ဖမ်းပြီးတပင့်ကြီးတပင့်မှာချင်းနှောင်ထားလိုက်တော့တယ်။ဒီတော့ခွေးကလေးဂရင်းနီဖြစ်လဲကျွဲကစဉ်းစားတယ်။အော်ဒီလောက်တတ်မာတဲ့ကျွဲ ဒီကျွေးဘွားရောက်နေတာတော့ဒီကျိုးလေးတစ်ချောင်းနဲ့ခြိထားတာငြိမ်ကြသွားပါလားဒီတော့သူဟာနေမင်းကြီးကြီးကိုလှမ်းအောင်ပြောပြန်တယ်နေမင်းကြီးရေကျွန်တော်ကျွေးကြီးမဖြစ်ချင်တော့ဘူးဒီကျွေးကိုခြိနိုင်တဲ့ကျိုးပဲဖြစ်ချင်တော့တယ်ကျွန်တော်ဖန်ဆင်းပေးပါအောင်ဗျာကောင်းပြီမင်းဖြစ်ချင်တာအကုန်ဖြစ်စေသည် နေမင်းကြီးဟာဒီလိုပြောပြီးကျွဲအပေါ်ကိုအလင်းရောင်လေးဖြာချလိုက်တယ်။ဒါကြောင့်ခွေးကလေးဂရင်းလေးဟာကျွဲဘွားကနေကျိုးတစ်ချောင်းဖြစ်လာပြန်နေ။ဒီလိုကျိုးလေးဖြစ်နေတဲ့ဆိုတဲ့အချိန်မှာပဲအရင်ဆော့တန်တဲ့ခွေးလေးတစ်ကောင်ဟာကျိုးအနားကိုရောက်လာပြီးသူ့ရဲ့သွားချွတ်ချွန်လေးတွေနဲ့ဆွဲလိုက်ရမ်းလိုက် ိုက်လိုက်ဝါလိုက်နဲ့နောက်ဆုံးတော့ကျိုးဟာအပိုင်ပိုင်ပြတ်သွားတော့တာပေါ့ကွယ်ခွေးလေးကတော့ဒီလိုဆော့ကစားရင်အလွန်ကိုပျော်ရွှင်နေတယ်ဒီတော့ဂရင်းနီကပြန်ပြီးပူစားပြန်တယ်နေမင်းကြီးရေကျွန်တော်ကျိုးလည်းမဖြစ်ချင်တော့ဘူးကျွန်တော်ခွေးပဲပြန်ဖြစ်ချင်တော့တယ် ျွန်တော်ကိုခွေးအဖြစ်ပြန်ဖန်ဆင်းပေးပါ။ကောင်းပြီ။သင်ဟာခွေးဘဝပဲပြန်ရောက်စေတည်း။အလင်းရောင်ဖြာမြဲတိုင်းဖြာနေတဲ့နေမင်းကြီးဟာဆွတ်တောင်းပေးလိုက်တာပေါ့ကျိုးဟာလည်းပြင်းလွှာဆော့ကစားနေတဲ့ဂရနီလို့ခေါ်တဲ့ခွေးကလေးတစ်ကောင်ပြန်ဖြစ်သွားတာပေါ့ကွယ်ခလေးတို့ရေပုံမြင်လေးရတော့ဒါပါပဲနော်